စိတ်ချမ်းသာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပစ္စည်းဥစ္စာချမ်းသာတယ်စိတ်ချမ်းသာတယ်လို့မအောင်မိလိမ့်နဲ့ပစ္စည်းဥစ္စာချမ်းသာပြီးစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်ဒီလောကမှာအများကြီးပဲပစ္စည်းချမ်းသာတာစိတ်ချမ်းသာတာနဲ့တခြားစီပဲเนาะလူတွေမှာပူမှုတွေနဲ့နေကြတယ်တောကနော်စိတ်ချမ်းသာတဲ့လူကလည်းတောကတွေပူတယ်ပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်နော် ပစ္စည်းဥစ္စာအတွက်ဒုက္ခဖြစ်တယ်။သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်ဒုက္ခဖြစ်ရတယ်။နော်။ကားရှိတဲ့ပုဂ္ဂိုလ်ကကားအတွက်ဒုက္ခဖြစ်တယ်။တိုက်ရှိတဲ့ပုဂ္ဂိုလ်ကတိုက်အတွက်ဒုက္ခဖြစ်တယ်။အလုံးဟာဒုက္ခလေးတွေနဲ့ယူနေကြ။အဲ့ဒီဒုက္ခဆိုတာဒေါမနတပဲ။ဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာတစ်ခုပဲပေါ့။အဲ့ဒါလည်းပဲအကုသိုလ်ပဲပေါ့။အေးဒါကြောင့်မလို့ တော့ကခင်းအောင်နေချင်လို့ရှိရင်ဘာလို့ရမလဲလို့ဆိုရင်တွေ့တာမှုတွေကိုရှောင်ရတွေ့တာမှုရှိလေလေတော့ကကြီးလေလေတွေ့တာမှုကြီးလေလေတော့ကကြီးလေလေတွေ့တာမှုရှိသူတိုင်းတော့ကရှိတယ်ရှောင်လဲလို့မရသိပြင်ရှိရင်သိရိပ်ရှိပါပဲပေါ့ဘာဖြစ်လို့တော့ဆိုတော့ကဆိုတာတွေ့တာမှုရဲ့အရေးပဲဒီကတွေ့တာမှုကိုမချောက်ဖဲနဲ့တော့ကဆိုတာချောက်လို့မရဘူးတဲ့နော် စဉ်းစားကြည့်ပေါ့ဒီထင်ရှားတဲ့ဥပမာလေးတစ်ခုပြောမယ်ကိုကအိမ်တစ်လုံးပိုင်ထားတယ်ဆိုပါစို့ဟောအဲ့ဒီအိမ်တစ်လုံးပိုင်ထားတဲ့အခါဆောင်းရသည်တို့လွေရသည်တို့ဗမာပြည်မှာဒီကမိကခဏတလောင်တတ်တယ်မဟုတ်လားမိမစိုးရင်ရဘူးလားစိုးရင်လည်းဆိုကြတဲ့တော့ကပဲကိုယ့်အိမ်မှာမိစိုးရင်ရဟောစိုးရင်နေတာတော့ကကဲအဲ့ဒီအိမ်လေးကိုကြိုက်တဲ့ဈေးရလို့ရောင်းပလိုက်တယ် ရောင်းလိုက်တဲ့အခါကျတော့အဲ့ဒီအိမ်လေးပေါ်မှာတောကဖြစ်သေးလားဘာလို့လဲကိုမမပိုင်တော့တာကိုဟာလို့မတတ်မှတ်တော့ဘူးလေအဲ့တော့ကိုဟာလို့တတ်မှတ်မှတောကဆိုဖြစ်တာအဲ့ဒါကြောင့်မလို့အဲ့တော့တလောကလုံးကိုကိုဟာလို့မတတ်မှတ်နဲ့ကိုကိုကိုတောင်ကိုဟာလို့မတတ်မှတ်ဘူးဆိုလို့ရှင်တောကဘလူးတယ်မှာဖြစ်တော့လေဒါကငါသားတာငါသမီးတာငါပစ္စည်းတာငါအမေတာငါအမငါမောင်နှမစသဖြင့် ငါနဲ့တိမ့်ပိုက်ထားတာမှန်တယ်မြတ်တော့ကချင်းစရာကြီးပဲနောက်ဆုံးမှာငါဆွေမျိုးငါတငယ်ချင်းဆိုတာပါပါသေးငါပစ္စည်းငါဥစ္စာဟောအဲ့ဒါလို့ပြတာမှုကိုအခြေခံပြီးတော့ထင်မြင်ယူဆမှုတိမ့်ပိုက်မှုတွေရှိနေသေးတယ်မြတ်ကာလပတ်လုံးသူတို့အတွက်မှာတော့ကချင်းမှာပဲအဲ့တော့တော့ကဆိုဒီမှာပြတာမှုတွေကိုအခြေခံပြီးတော့လာတယ်နောက်ဆုံးဘယ်သူမှတွေ့ကြရမရှိရင်ကိုယ့်ကိုယ်ကိုတွေ့တယ်လေ ကိုကိုကိုတွေ့ရင်လည်းကိုအတွက်တော့ကာဖရာယာနာဖြစ်သွားရင်စဉ်းစားကြည့်ဖရာယာနာဖြစ်သွားပြီဆိုတာဟာဘယ်သူ့ကိုမှမတွေ့